ရွယ်ကလေးငယ်လေးတွေကိုချက်ဥပောင်းရွယ်လူကျွေးနေရတာယူနေပြီဆိုရင်အခုလိုမျိုးပေါ့နော်ချက်ဥလေးရဲ့ကစုံဥရဲ့မုံလာဥရဲ့ကိုရောပြီးတော့မုံလေးလိုကြည့်ကြည့်ရအောင်အရင်ဆုံးအနေနဲ့ပေါ့နော်ကစုံဥရဲ့မုံလာဥရဲ့ကိုအခုံခွာပြီးတော့ရင်ဆင်အောင်စေထားပြီးလိုက်ပါမယ် ပြီးတဲ့အခါမှာဆိုရင်တော့ကျမတို့ပေါင်းတဲ့အခါမှာပေါ့နော်အချိန်ကုန်သက်သာစေဖို့အတွက်ချစ်လေးနဲ့အဲကစုံဥလေးရေမုံလာဥလေးရေကိုချစ်ထားပေးလိုက်ပါမယ်။ ပြီးတဲ့အခါမှာဆိုရင်တော့ကျမတို့တွေအဲခုနကတော့ပေါ့နော်မုံလာဥလေးနဲ့ခစုံဥလေးနဲ့ကိုနူးလာတဲ့အချိန်ပေါင်းထားပြလိုက်ပါမယ်ကျမထည့်ပြီးတော့ပေါင်မဲ့ခွက်လေးကကော်ခွက်မဟုတ်ပါဘူးเนาะစီလီကွန်ခွက်လေးပါအပူရန်ခံနိုင်ပါတယ်ခုနကပေါင်းထားတဲ့ကစုံဥနဲ့မုံလာဥလေးတွေကိုလည်းကျမတို့ညက်သွားအောင်လို့ခြေထားပြလိုက်ပါမယ်

ကြော်တဲ့အခါမှာမီးမများစေဖို့ကိုတော့တေချာတိခယူးစိုက်ပေးရပါမယ်နော် ီမုတ်လေးတွေကကြတော့အချိန်လေးလဲကြာပြီးစရာမလို့ပေါ့နော်ရှေ့နောက်လေးတွေနှစ်ဖက်လုံးရွှေညွအောင်လေးတက်လာပြီဆိုရင်တော့ရပါပြီပြီးတဲ့အခါမှာဆိုရင်တော့ကလေးငယ်လေးတွေပေါ့နော်ကင်စားဖို့အတွက်ပို့ပြီးတော့အစင်ပြောင်းလို့အသေးလေးတွေမျှထားပေးလိုက်ပါမယ်။ အဲမုတ်သားလေးကလည်းနူးနူးညံ့ညံ့လေးနဲ့မို့လို့ခလေးငယ်လေးတွေအကြိုက်တွေမှာတိချပါပဲเนาะအဲဒီမုတ်လေးကလောရတာအရန်နဲ့လောက်ကူတာမို့လို့အိမ်မှာဆမ်းပြီးတော့လူကြီးကြီးပို့တိုက်တွန်းပါတယ်เนาะပေမီလေးတို့အတွက်တန်ရှင်းချမ်းမှာအာဟာရပြည့်စုံမဲ့အိမ်လုံးအစားအစာနည်းလေးများကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ Superman Channel လေးကို Subscribe လုပ်ပြီး Notification လေးကိုနှိပ်သွားပေးကြပါအောင်ရှင်